မန်းကနေပြီးမှအရင်လန်တော့မယ်ဆိုရှင်တော့ရပိုင်းဖြစ်သွားရပေါ့ဗျာနော်အရင်ရောတော့ကျွန်တော်ဒီအောင်ကျောဘက်မှာလည်းပြန်လိုက်သေးတယ်ဆော်ဒီတော့တော့လည်းရပိုင်းခေါ်ရမယ့်အကြောင်းလေးကိုကျွန်တော်ကမှတော့ပြပေးမယ်ဘယ်အချက်တွေအကြောင်းလို့တို့ကရပိုင်းအထိကျွန်တော်မန်းလို့ရလဲဆိုတာလေးကိုတစ်ခါလေးကြည့်ရအောင်နော်ကျွန်တော်မမောရဲအကြောင်းလေးဖြစ်နေဗျာသကုံးလုံးရန်ကုန်လေးတွေညီရောပေါ့ဗျာနော်အဲလက္ခဏာလေးတွေပါတယ်နော်ဟိုးဒီလေးတော်တော်လေးလာတယ်နော် ပင့်နေရပဲအရေကြီးမျိုးစားထဲမှာတော့ပါတော့ပေါ့ဗျာနော်ဟိုးသိလားအရေရောတော့ကျွန်တော်ဒီအောင်ကျောင်းဘက်မှာလည်းပြန်လိုက်သေးတယ်အပွင့်တစ်ပွင့်ကောင်းကောင်းထွက်နေတော့မှဒါပိုင်းအပွင့်မျိုးဒါဖြစ်နေချေရှိတာပေါ့ဗျာနော်အာဒီအောင်ခြေဘက်မှာလည်းမန်းကြောလေးရှိသေးတယ်မန်းတော်လေးလောက်ရနော်အာအနာလေးလည်းညေတာပေါ့ဗျာပြန်ကောင်းကောင်းမယ်ဆိုရင်တော့ဒီအပြင်ကကာလာအေးသားနဲ့ပေါ့အသေးထဲမှာအရေလည်းဥသွားမယ်ဆိုရှင်တော့အများကြီးအောင်သွားနိုင်ပေါ့ဗျာနော်ကျွန်တော်ပြောတဲ့ဒီချက်တွေနဲ့ဒီကြော်လေးကကျွန်တော်မန်းကနေပြီးမှအရေလန်တော့မယ်ဆိုရှင်တော့ ရပိုင်းဖြစ်သွားရင်ပေါ့ဗျာ။နော်မော်မှန်ပြီးမှမန်လေးရတဲ့ဇလုံးပါတယ်။ဒီချက်နေသားလေးလည်းအများကြီးချန်နေရဆိုတဲ့ကြောင့်မလို့ဖြတ်ခေါင်းခေါင်းမယ်ဆိုလည်းတော်တော်လေးတင့်တော်လေးကြောက်လေးဖြစ်တဲ့ချောင်းသိန်းနဲ့တုံးတောင်ပဲဆိုတဲ့ကြောင့်မလို့ကျွန်တော်ဖြတ်မယ်ဆိုတော့မှအရန်ကိုပျော်ပျော်ကြီးဖြတ်လို့ရတယ်ဗျာနော်။အော်လိုက်ဒီတော်လေးကစသတ်မတန်ပြန်ပြီးမှရတဲ့အချိန်ရှိတာပေါ့ဗျာနော်။ဒီကြောက်လေးကိုစိတ်ဝင်စားရင်တော့ကျွန်တော်ဆက်သွယ်လိုက်ပါဗျာ။